အားလုံးပဲမင်္ဂလာပါဒီကနေ့ရဲ့နောက်ဆုံးရအားကစားသတင်းတွေကိုကြည့်ရမယ်ဆိုရင်တော့နာပိုလီအသင်းကတော့ဒီနွေရာသီမှာပဲမန်ချက်စတာစီးတီးအသင်းနဲ့စာချုပ်တက်တန်းကုန်ဆုံးပြီးတော့မှအလွတ်ပြောင်းရွှေ့ခြင်းနဲ့ထွက်ခွာသွားတဲ့စီးတီးအသင်းရဲ့ဘယ်ဂျန်ကွင်းလယ်ကစားသမားဖြစ်တဲ့ကေဗင်ဒီဗရိုင်းနာကိုခေါ်ယူဖို့ကေဗင်ဒီဗရိုင်းနာနဲ့ကျွန်တော်နာပိုလီအသင်းချားမှာအလုံးစုံအဂရီစမန့်ရခဲ့ပြီဆိုပြီးတော့မှ Football Insider ဖော်ပြထားတယ်ဆိုတော့နောက်ပြန်လာမှာပဲကေဗင်ဒီဗရိုင်းနာကအကျွန်တော်ဒါနာပိုလီအသင်းနဲ့ဆင်းဆင်းမှုတွေလောက်သွားမှာဖြစ်ပြီးတော့မှ နာပိုလီအသင်းကတော့ Kevin De Bruyne ကိုခေါ်ယူနိုင်တယ်ဆိုတဲ့အကြောင်းကိုဒီရပိုင်းအတွင်းမှာပဲတရားဝင်ကြေညာသွားဖို့အခြေအနေရှိတယ်ဆိုပြီးသိရတယ်ဗောလေ။တခြားတစ်ဖက်မှာတော့ Turkey Club အသင်းဖြစ်တဲ့ Galatasaray အသင်းကတော့ Bayern Munich အသင်းနဲ့ဒီနွေရာသီမှာစာချုပ်တက်တန်းကုန်ဆုံးပြီးတော့မှအလွတ်ပြောင်းရွှေ့ခြင်းနဲ့ခေါ်ယူနိုင်မယ်။ ဘိုင်ယန်မြူးနစ်တင်းရဲ့ဂျာမန်တောင်ပံကစားသမားဖြစ်တဲ့လေဝိုင်ဆာနေကိုခေါ်ယူဖို့ဒါကျွန်တော်တို့ထူရကီကလပ်တင်းဖြစ်တဲ့ကလာဆာရဲ့အတင်းဘက်ကယုံကြည်မှုအပြည့်ရှိနေတယ်ဆိုပြီးဖော်ပြထားတယ်။လက်ရှိမှာတော့ဒီကစားသမားကိုဒါကျွန်တော်ပရီးမီးယားလိဂ်ကလပ်အတင်းတွေဖြစ်တဲ့အာဆင်နယ်၊ချဲဆီအတင်းပါဝင်တခြားသောဥရောပအတင်းတွေကပါခေါ်ယူဖို့စိတ်ဝင်စားနေရဖြစ်ပြီးတော့မှကျွန်တော်ကလာဆာရီဥက္ကရာကတော့ဒီကစားသမားကိုခေါ်ယူနိုင်ဖို့ဒါတခြားအသင်းတွေထက် ကျွန်တော်တို့ဒါပို့ပြီးတော့ယုံကြည်မှုရှိနေတယ်ဆိုပြီးဖော်ပြထားတယ်။ဆိုတော့လီဗာပူးအသင်းကတော့ဘိုင်ယန်လီဗာကူးဆင်တင်းရဲ့ဂျာမန်ကစားသမားဖြစ်တဲ့ Florian Wirtz ကိုခေါ်ယူနိုင်ဖို့ကလပ်တင်းနဲ့ရောကျွန်တော်ကစားသမားနဲ့ကြားမှာပါအလုံးစုံ agreement ရခဲ့ပြီဆိုပြီးသိရတယ်။ဒါကြောင့်မလို့ Florian Wirtz ကမကြခင်မှာပဲ Liverpool အသင်းနဲ့ဆင်းဆင်းမှုတွေလောက်သွားမှာဖြစ်ပြီးတော့မှ Liverpool အသင်းကမကြခင်ဒီကစားသမားကိုခေါ်ယူနိုင်တယ်ဆိုတဲ့အကြောင်းကိုတရားဝင်ကြေညာသွားဖို့အခြေအနေရှိတယ်ဆိုပြီးသိရတယ်။ဆိုတော့ ဒီကစားသမားကိုလေဘဘူးအတင်းကကျွန်တော်တို့ဒါအစောပိုင်းကခေါ်ဖို့ကြိုးပမ်းတာဖြစ်ပြီးတော့မှ အာကျွန်တော်ဒါဈေးဈေးပေါ့လေဒါပြောင်းရွှေ့ဂျင်းနဲ့ပတ်သက်ပြီးတော့မှလေဘပူးနဲ့ဘိုင်ယာလေဘကူဆင်အသင်းနဲ့ကြားမှာဆွေးနွေးနေတာဖြစ်ပြီးတော့မှအစောပိုင်းတုန်းကတော့ပြောင်းရွှေ့ချက်ယူလို့တန်130ဝန်းကျင်သုံးမယ်ဆိုတဲ့အခြေအနေတွေထွက်နေတယ်။ဒါပေမဲ့လို့လက်ရှိမှာတော့လေဘပူးအသင်းကစံချိန်တင်ပြောင်းရွှေ့ချက်ယူလို့တန်150သုံးသွားမှာဖြစ်ပြီးတော့မှမကြခင်မှာပဲကစားသမားကိုခေါ်ယူနေတယ်ဆိုတဲ့အကြောင်းကိုကြေညာဖို့ရှိတယ်။ဆိုတော့လက်ရှိအနေထားရတာကျွန်တော်ကစားသမားတွေအပြောင်းရွှေ့တွေထဲမှာတော့ Florian West က ပြောင်းရွှေ့ခြင်းကျွန်တော်တို့ဒါတတိယမြောက်အမြင့်ဆုံးကစားသမားဖြစ်လာမှာဖြစ်ပြီးတော့မှာကျွန်တော်နေမာက PSG အသင်းကိုပြောင်းရွှေ့ခြင်းယူရို222တန်းနဲ့ဒါစံချိန်တင်ပေါ့လေဒါကျွန်တော်ပထမနေရာမှာရှိနေပြီးတော့မှာ MBP ကတော့ပေါ့လေမိုနာကိုအသင်းကနေ PSG အသင်းကိုပြောင်းရွှေ့ခြင်းယူရို180နဲ့ဒုတိယနေရာမှာရှိနေပြီးတော့မှာဒါလီဗာပူးကခေါ်လိုက်တဲ့ Florian Wise ကတော့ပြောင်းရွှေ့ခြင်း Euro 350နဲ့တတိယနေရာမှာရှိနေတယ်ဆိုပြီးတော့မှကျောင်း Football Market ကဖော်ပြထားတယ်။အာဒီနေ့မနက်မှာကစားခဲ့တဲ့ Brazil အသင်းနဲ့ Paraguay အသင်းတို့ရဲ့အာကျွန်တော်2026ကမ္ဘာဖလားချင်းစစ်ပွဲမှာတော့ဒါကျွန်တော် Brazil အသင်းကကျွန်တော်တို့ one day ရလတ်နဲ့အနိုင်ယူပြီးတော့မှ Paraguay ကိုအနိုင်ယူပြီးတော့မှ2026ကမ္ဘာဖလားချင်းစစ်ပွဲအောင်မြင်သွားပြီဆိုပြီးတော့မှကျွန်တော်တို့ဒါ Fabrizio Romano ကဖော်ပြထားတယ်။ဆိုတော့ Chelsea အသင်းကတော့အသင်းရဲ့လူငယ်ကစားသမားဖြစ်တဲ့ Kendrick ကိုတော့ဒါကျွန်တော်တို့ ဒီပေါ့လေကလတ်တင်းမှာကျွန်တော်တို့ဒါဒီလက်ရှိအခြေအနေကကစားသမားဆင်းတဲ့ထဲတွင်းသွားမှာမဟုတ်ပဲねကလတ်တင်းရဲ့မိဖက်ကလတ်အတင်းဖြစ်တဲ့ Strabo အတင်းစီကိုတရားစီအငားချသွားဖို့ပြင်ဆင်နေတယ်ဆိုပြီးဖော်ပြထားတယ်ဆိုတော့ဒီကစားသမားကိုတော့ကျွန်တော်တို့ဒါ Club World Cup အာကျွန်တော်တို့ထွက်ခွာသွားတယ်ဗောလေကစားသမားဆင်းတဲ့ပါထဲတွင်းထားတာမျိုးမဟုတ်ပဲねအာ Strabo အတင်းစီတရားစီအငားချပြီးတော့မှ2026ရောက်မှသာကစားသမားရဲ့အနာဂတ်နဲ့ပတ်သက်ပြီးဆွေး ဒါပေါ်လေကလပ်တင်ဘက်ကစဉ်းစားသွားမယ်ဆိုပြီးဖော်ပြထားတယ်ဆိုတော့တခြားတစ်ဖက်မှာလည်းဒါကျွန်တော်တို့ဒီ Chelsea အသင်းကပေါ့လေပြီးခဲ့တဲ့ရာသီတုန်းကတခြားသောကလပ်တွေကိုအငားချထားတဲ့ကစားသမားတွေကိုကလပ်ဝါကတ်ရဲ့ကစားသမားစင်းထဲမှာထည့်သွင်းထားတာမျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့ကစားသမားတွေကိုချန်လက်ထားခဲ့တယ်ဆိုပြီးသိရတယ်ဒီကစားသမားတွေကတော့ Renato Bie ကကျောင်းဖိလစ်ဗင်ချူဝဲရိုင်းစတာလင်ဒီစာစီအာကျွန်တော်အိုကိုချူကူနဲ့တစ်ဖက်ကဖက်ထိုဘစ်အာကျွန်တော်တို့ဒီကစားသမားတွေကိုတော့ ကလပ်ဝါကတ်ကစားသမားဆင်းထဲမှာထည့်သွင်းထားတာမျိုးမရှိဘဲနဲ့ကျွန်တော်တို့ကလပ်ဝါကတ်ပြီးရင်လည်းကစားသမားတွေရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့မှ Chelsea တင်းတာဝန်ရှိတဲ့သူတွေအဆက်ပြီးတော့ဆွေးနွေးသွားဖို့အခြေအနေရှိတယ်ဆိုပြီးသိရတယ် Manchester City တင်းကတော့ကလပ်ဝါကတ်မတိုင်ခင်မှာပဲ short market အနေနဲ့ပေါ့လေ transfer market ဖွင့်တဲ့အခြေအနေမှာပဲ ပြောင်းရွှေ့ခြင်းနဲ့ကစားသမားဝယ်ယူမှုအနေနဲ့ပေါင်တန်း180ဒီမှာတုံးပြီးဆိုပြီးတော့မှ5 visa တို့မှာတော့ကဖော်ပြထားတယ်။လက်ရှိမှာတော့ကစားသမား၄ယောက်ဝယ်ပြီးပြီးတော့မှလက်ရှိမှာဒါကျွန်တော် Chaki, Nori, Marcus နဲ့ဒါကျွန်တော် Rejeter တို့ကိုခေါ်ယူနိုင်ခဲ့ပြီဆိုပြီးတော့မှ Manchester City အသင်းဘက်ကတော့ထုတ်ပြန်ထားတယ်။ ဘာစီလိုနာအတင်းကတော့ဒါအက်စပန်ယိုအတင်းရဲ့ကိုယ်စားမဖြစ်တဲ့ဒါကျွန်တော်တို့ဂါရီကာကိုဒီကနေ့မှပဲအပိသက်ခေါ်ယူနိုင်ခဲ့ပြီဖြစ်တယ်။ကစားသမားကိုကျွန်တော်တို့ဒီ9နှစ်တက်တန်းရှိတဲ့စာချုပ်နဲ့ချုပ်ဆိုသွားမှဖြစ်ပြီးတော့မှလက်ရှိပေါ့လေဒါကျွန်တော် injury ဖြစ်နေတဲ့အသင်းရဲ့ဒီကိုယ်စားမကိုတော့ကျွန်တော်အပိသက်ရောင်းချသွားဖို့ဘာစီလိုနာအတင်းဘက်ကကြိုးပမ်းသွားမယ်ဆိုပြီးဖော်ပြထားတယ်ပေါ့လေဆိုတော့ကြည့်ရှုပေးခဲ့တဲ့တူတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်။မြန်မာပြည်သူပြည်သားအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့အားလုံးပြည့်စုံကြပါစေ။အားလုံးကိုကျေးဇူးတင်ပါတယ်။